မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့မထောအခြေစိုက်တပ်စခန်းကြီးကိုသိမ်းပိုက်ရရှိသွားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် November 22ရက်နေ့မနက်9:48မိနစ်အချိန်မှာဖားပုံမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့မထောအခြေစိုက်တပ်စခန်းကြီးကို KNL တပ်မဟာ9ဦးဆောင်တဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်မထောအခြေစိုက်တပ်စခန်းမှာစက ကခရှစ်လက်အောက်ခံခမရ400ခွန်ခမရ400နဲ့ခမရ404တံများစုပေါင်းထားတယ်လို့သိရပါတယ်စခန်းတစ်ခုလုံးကိုအလုံးစုံတိတ်ပတ်ရရှိသွားကလက်နက်အများအများကိုလည်းတင်းစီရမိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ဘက်ကတေဆုံးဒဏ်ရာရရှိမှုနဲ့လက်နက်ခဲယံတင်းစီရရှိမှုအရေးအတွက်ကိုတော့ဆက်လက်ပြီးတော့သတင်းထုတ်ပြန်မယ်လို့ KNU တပ်မဟာ9ကထုတ်ပြန်ထားပါတယ်။အဲ့ဒီမထောအခြေစိုက်တပ်စခန်းကိုနိုဗ ెంబ ာလ17ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဆယ်ရက်အကြာမှာသိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစခန်းဟာကုစိတ်စခန်းနဲ့နှစ်မိုင်သာကွာဝေးပြီးတော့ဖာပွန်ကံမောင်းလမ်းပေါ်မှာအရေးကြီးတဲ့တပ်စခန်းကြီးဖြစ်ကြောင်း KNU သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဖာပွန်ကမမောင်းလမ်းပေါ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့စခန်း၃ခုရှိတယ်။အဲ့ဒီမှာအဲ့ဒီစခန်းတွေကခရီးသွားလာရေးကိုအနောက်ရှက်ဖြစ်စေတဲ့စခန်းဖြစ်တဲ့အပြင်ဘူဟာကျတဲ့စခန်းတွေလည်းဖြစ်ပါတယ်။ လမ်းပန်းဆက်သွဲရေးကိုထိမ့်ချုပ်ထားတဲ့စခန်းပေါ့အင်အားကလည်းတက်တွေစုပေါင်းထားတော့အင်အားလည်းများတဲ့စခန်းတွေဖြစ်ပါတယ်စေမိုင်ပတ်လည်မှာလည်းတက်စခန်းကြီးတွေရှိနေသေးတယ်အဓိကကတော့ဖာပွန်ဘူဟာကတော့အဓိကတက်ခတ်ရမယ်ဘူဟာစခန်းကြီးဖြစ်ပါတယ်လို့ KNU ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ် KNU တက်မဟာ9နယ်မြေမှာစစ်ကောင်စီရဲ့တက်စခန်းများကို KNL ဥဆောင်တဲ့တော်လိုင်းတက်များကဇက်တိုက်စိုးသလိုတိုက်ခိုက်သိမ်းပိုက်နေပြီးတော့မကြသေးခင်ရပိုင်အတွင်းမှာစစ်ကောင်စီရဲ့ခေါပုတ်စခန်းကူးစိတ်စခန်းအပါအဝင်တက်စခန်းများကို KNL ကတောက်လျှောက်စိုးသလိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရေဦးမြို့ပေါ်ထွေအုပ်ရုံးမှာပြူစောရီတင်တန်းဆင်ပွဲပြုလုပ်နေတဲ့အချိန် drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ November 22ရက်နေ့မနက်09:30မိနစ်ခန့်မှာရေဦးမြို့ပေါ်ထွေအုပ်ရုံးအတွင်းမှာပြူစောရီတင်တန်းဆင်ပွဲပြုလုပ်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံဒီကိုလုံးကျဲချပြီးတော့တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာနေထိုင်ရေးတအူးအပါအဝင်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီး၈ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ခတ်မှုအပြီးမှာအကြမ်းဖက်စစ်ကောင်စီ တပ်သားများက drone လက်နက်ငယ်များနဲ့လိုက်လံပစ်ခတ်ခဲ့ပြီးတော့ရေဦးမြို့ကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကစစ်ခွေးတွေဘက်က၄កောင်တိတ်ပြီးတော့၈កောင်ဒဏ်ရာအပြင်းထန်ရပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်တွေအထိကမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်၁၄တိုက်ရင်ရေဦး PDF နဲ့ရေဦးမြို့နယ်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။တော်လိုင်းရေးမှာမဆုတ်မယွန့်သောခွန်အားနဲ့စူးစမ်းနေပြီးတော့ပြည်သူများကိုအသိပေးပြီး အင်အားတစ်ခုဖြစ်စေရန်အတွက်ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ရေဦး PDF ကအသိပေးထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်စီမီးကုံမြို့ရဲစခန်းအနီးမှာအရက်ဆိုင်မှာအရက်ထိုင်တောက်နေတဲ့ရဲသုံးဦးကိုအလင်းငိုက်ဝေရောက်တိုက်ခတ်ရာရဲနှစ်ဦးသေဆုံးပြီးတအုပ်တန်ရာရရှိကတနက်၃လက်သိန်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဘမလာ22ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်မှာစီမီးကုံမြို့ရဲစခန်းအနီးရဲသုံးဦးအရက်တောက်နေတဲ့အချိန်ပြစ်ခတ်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်။ရဲသုံးကောင်အရက်တောက်နေတယ်လို့သတင်းရလို့တွားပြစ်တာနှစ်ကောင်ကတော့ပြန်မထနိုင်တော့ဘူးတေသွားပြီ။တကောင်လဲလဲနေတာကျွန်တော်တို့ကလည်းတနက်ကိုကောက်ပြီးတော့တမ်းမ တော့ပြန်ဆုတ်လာခဲ့တယ်လို့ MP9 တပ်ဖွဲ့ကတာဝန်ခံကပြောဆိုထားပါတယ်။အဲ့ဒီရဲများထံကနေပြီးတော့ G3 တနက်၃လက်ကိုတိတ်ဆိတ်နိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအပြီးမှာစီမီကုံရဲစခန်းအတွင်းကနေပြီးတော့တနက်များပစ်ဖောက်နေကြောင်း၎င်းကပြောဆိုထားပါတယ်။၎င်းပစ်ခတ်မှုကို MP9 နဲ့တလုတ် PDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ထိခိုက်မှုမရှိဘဲအောင်မြင်စွာထုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့နယ်အုံတပေါင်းရွာကျောင်းတိုင်ဆရာတော်ကိုတနက်နေ့ပြစ်ခတ်ခဲ့တဲ့တရက်ခန့်၄ဦးကို PDF တပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပြီးတော့ဥပဒေအရဆက်လက်ပြီးတော့ရေးယူသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ31ရက်နေ့ညပိုင်းမှာရေဦးမြို့အနီးမှာရှိတဲ့အုံတပေါင်းကျေးရွာဖုန်ကြီးကျောင်းကိုမျက်နှာဖုံးစွန့်တဲ့တနက်သမားများကဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ကျောင်းတိုင်ဆရာတော် အရှင်အိန္ဒကသီရိပြန်လည်တော်မူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပြည်မှုကျူးလွန်ခဲ့တဲ့ဆက်ဆက်တရားခမ်းများကို PDF တပ်ဖွဲ့များက24နှစ်အီအတွင်းဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီးတော့နိုဗ ెంబ ာလ22ရက်နေ့မှာအဓိကတရားခမ်းများနဲ့ဆက်ဆက်တရားခမ်းများကိုစစ်ဒေသပကဖပအဖနဲ့ပလာဖတို့ကပူးပေါင်းပြီးတော့ထပ်မံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အားလုံးပေါင်းဆရာတော်ကိုတပ်ဖြတ်သွားသူက9ဦးပေါ့4ဦးကတော့ဖမ်းဆီးရမိထားပြီးတော့တအူးကတော့ထွက်ပြေးတိမ်းရှောင်နေတဲ့လူမှုရေးပုံကိုရေးပြဿနာကြောင့်တပ်ဖြတ်တယ်လို့သိရတယ်သူတို့ကိုတီးဆဲဥပဒေအရရေးယူဖို့ပလာဖကိုလွှဲပြောင်းပေးထားပါပြီလို့ ရေးဦးမြုံနယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီဖမ်းဆီးရမိတဲ့တရားခဏ၄ဦးကိုရေးဦးမြုံနယ်ပကဖကတည်ဆဲဥပဒေနဲ့အညီအရေးယူနိုင်ရန်အတွက်ရေးဦးမြုံနယ်ပလဖကိုလွှဲပြောင်းပေးအပ်လိုက်ပြီးဖြစ်ကြောင်းတင်ပြရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစစ်မှုထမ်းရမဲနိုင်နေတဲ့လယ်တက်ရွာအုပ်ချုပ်ရေးမှုရဲ့နေအိမ်နဲ့စစ်တပ်ဂိတ်တို့ကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သားတအူတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ20ရက်နေ့မွန်းလွဲပိုင်းမှာ ရင်းကြံမျိုးနယ်လယ်တစ်ကျေးရွာအုပ်စုလယ်တစ်ကျေးရွာမှာစစ်မှုထမ်းရမဲနိုင်နေတဲ့အုပ်ချုပ်ရေးမှူးငမင်းရဲ့နေအိမ်နဲ့စစ်တပ်ဂိတ်တို့ကိုတော်လိုင်းတပ်ဖွဲ့များကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တေဆုံးပြီးတော့သုံးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကပြူစောတိခွေးတကောင်ပေပြီးတော့ သုံးကောင်ကတော့အပြင်းထန်ဒဏ်ရာရသွားတယ်တော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထီးကိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့ပါတယ်လို့မြင်းကျန် District Drone Strike MDDS အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အဲ့ဒီတိုက်ခတ်မှုကိုမြင်းကျန်ခရိုင်အမှတ်18 48 Drone တပ်ဖွဲ့ MDDS နဲ့မဟာမိတ်အဖွဲ့များဖြစ်ကြတဲ့မြင်းကျန်ခရိုင်အမှတ်430တပ်ရဲ့ရှာတူအောင်ဤပြင်ကြားတပ်ဖွဲ့ Team 2ရွှေချန်သားပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တိုင်းရင်းသားလက်နက်ကိုင်များသိမ်းပိုက်ထားတဲ့တရုတ်မြန်မာနယ်စပ်ဂိတ်များကိုအစိုးရအချင်းချင်းအပြန်အလှန်ပူးပေါင်းညှိနှိုင်းပြီးမှလိုအပ်သလိုခွင့်ပြုဆောင်ရွက်မှာဖြစ်ပြီးတော့တည်ငြိမ်အေးချမ်းမှသာပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့တရုတ်နိုင်ငံကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးမြင့်ကြိုင်နဲ့တွေ့ဆုံတဲ့အချိန်မှာတရုတ်ယူနန်ပြည်နယ်လူဝင်မှုစစ်ဆေးရေးဌာနမှရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှနဲ့ ဒုညွန်ကြားရေးမှူးချုပ်တို့ကအထက်ပါတိုင်ပြောဆိုလိုက်ခြင်းဖြစ်ကြောင်းနိုဝင်ဘာလ22ရက်နေ့ထုတ်စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာများကသတင်းဖော်ပြထားပါတယ်။ EAO များထိန်းချုပ်ထားတဲ့နေဆက်ဒေတာများမှာရှိတဲ့နေဆက်စစ်စစ်ရေးဂိတ်များကိုလက်ရှိအခြေအနေမှာဝင်ထွက်မှုများရပ်ဆိုင်းကပိတ်သိမ်းထားရှိမှုအစိုးရအချင်းချင်းအပြန်အလှန်ပူးပေါင်းညှိနှိုင်းပြီးမှသာပိတ်သိမ်းထားတဲ့နေဆက်ဂိတ်များကိုလိုအပ်သလိုခွင့်ပြုမဲ့အခြေအနေများကိုတရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ယူနန်ပြည်နယ်လူဝင်မှုစစ်ဆေးရေးဌာနမှရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှမစ္စတာဂျမ်ဘင်းကရှင်းလင်းပြောဆိုလိုက်တယ်လို့သိရပါတယ်။ဒါ့အပြင်တရုတ်နိုင်ငံအမျိုးသားလူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲရေးဌာနလူဝင်မှုကြီးကြပ်ရေးနဲ့နယ်စပ်ဒေသထိန်းသိမ်းရေးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်မစ္စတာလီတာဝိုကနှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ EAO များထိန်းချုပ်နယ်မြေများကနယ်စပ်ဝင်ထွက်ဂိမ်းများကိုတည်ငြိမ်အေးချမ်းပါကနှစ်နိုင်ငံပြည်သူများအတွက်ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးစောင့်ရွက်ပေးရန် လိုအပ်မှုအခြေအနေများကိုရှင်းလင်းပြောပြခဲ့တယ်လို့သိရပါတယ်။ တရုတ်အစိုးရက MNDAA ကိုကတက်များသိမ့်ပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေများကတရုတ်မြန်မာနယ်စပ်ဂိတ်များကချင်ပြည်နယ်အတွင်းမှာရှိတဲ့ KIA ကတိုက်ခိုက်သိမ့်ပိုက်ထားတဲ့နယ်မြေများကနယ်စပ်ဂိတ်များအားလုံးကိုတစ်ဖက်သက်ပိတ်ပင်ထားကြောင်းသိရပါတယ်။ကချင်ပြည်နယ်မှာရှိတဲ့ KIA ကသိမ့်ပိုက်ထားတဲ့တရုတ်မြန်မာနယ်စပ်ဂိတ်များကိုတရုတ်ဘက်ကတစ်ဖက်သက်ပိတ်ပင်မှုနဲ့ပတ်သက်ပြီးတော့ကချင်ပြည်သူတချို့ကမိမိတို့ရဲ့ဒေသထွက်ကုန်များနဲ့ ရက်တီလေပတ်နိုင်ရန်စ조사လှုပ်ဆောင်လာကြတယ်လို့သိရပါတယ်။ကချင်လူမှုရေးနဲ့ဘာသာရေးကိုရဲတချို့ကြားမှာလဲဒေတာထွက်ကုန်များကသာအဓိကအားကိုးပြီးတော့ရက်တီသွားကြရေးတိုက်တွန်းနှိုးဆော်မှုများရှိနေတယ်လို့သိရပါတယ်။အထူးသဖြင့်တရုတ်နိုင်ငံကကချင်ပြည်နယ်ကကြောက်စိမ့်နဲ့မြေရှားအပါအဝင်တဘာဝတွင်းထွက်တပ်တူပစ္စည်းများကိုနှစ်ပေါင်းများစွာအောက်ဈေးနဲ့ထုတ်ယူတုံးဆွဲခဲ့မှုများကြောင့်ကချင်ဒေတာမှာတဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ နေဆက်ဂိတ်များပိတ်ပင်လိုက်တဲ့အတွက်အမှန်တကယ်အကျိုးဆုပ်ယုတ်သူများမှာတရားစာတာထုတ်ယူလို့တဲ့တရုတ်နိုင်ငံသားများသာဖြစ်လိမ့်မယ်လို့ပြောဆိုထားပါတယ်ကျွန်တော်တို့ကတော့တောင့်ခံမယ်ဒီနယ်ဆက်ဂိတ်တွေဖွင့်တော့ကလည်းကျွန်တော်တို့ကချင်ပြည်သူတွေအကျိုးဖြစ်ထုံးခဲ့တာဘာများရှိလို့လဲတော်ရီပြိုတောင်တွေပြတ်မြစ်ရည်တွေနောက်ကြည့်ကုန်တယ်တကယ်ချမ်းသာသွားတာကတရုတ်တွေနဲ့မြန်မာစစ်တပ်ထိပ်ပိုင်းနေပါပဲဖားကန့်ကိုပဲကြည့်တရုတ်တွေနဲ့စစ်တပ်ပေါင်းပြီးတော့ကြောက်စိမ့်တွေတူးလိုက်တာဖားကန့်တစ်ခုလုံးပျက်စီးသွားတယ်အဲ့ဒီတော့အခုလိုမျိုးနယ်ဆက်ဂိတ်တွေတရုတ်ဘက်ကပိတ်လိုက်တာကျွန်တော်တို့ကချင်ပြည်သူတွေက ပို့ပြီးတော့တောင်ကြိုက်သေးတယ်ပိတ်လေပို့ကောင်းလေပဲလို့ကချင်ဘာသာရေးကွန်ရက်ကအမှုဆောင်တူကသုံးသက်ပြောဆိုထားပါတယ်အခု November လဇန်ပိုင်းမှာတရုတ်ပြည်ကိုအကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်တွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်းမှာတရုတ်နိုင်ငံကစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံကြောင်းပြောဆိုလိုက်ပြီးတော့မြမငင်းချရေးအတွက်ကူညီသွားမှာဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ